ွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့ကဟိုရွေးကောက်ပွဲမှာလူထုပါလာဖို့လိုတာပေါ့လူထုပါလာဖို့လိုရဆိုတော့ကဟိုတဗုဒ္ဓထန်းနောက်ကကောင်းဖို့လိုတယ်လေအဲ့တော့ရွေးကောက်ပွဲဒီလက်ရှိအချင်းကြက်ကိုကြိုဖြတ်နိုင်မဲ့တခုတည်းသောလမ်းဖြစ်တယ်ဆိုတော့လူထုသိဖို့ပထမလိုတာပေါ့အဲ့တော့လူထုကဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ပူပေါင်းပါဝင်ကူညီမှပဲ ရွေးကောက်ပွဲကပထမဆုံးအောင်မြင်နိုင်တဲ့အနေအထားကိုရောက်တာပေါ့အဲ့တော့လူထုကရွေးကောက်ပွဲနော်လိုအပ်ချက်ကိုနားလည်ပြီးပြီရွေးကောက်ပွဲတစ်ခုမှအဓိကကခုနလုံခြုံမှုအစီအမံပို့ပြန်အဲ့တော့လုံခြုံမှုအစီအမံကိုစဉ်းစားတိုင်းမှာနော်ဒါနိုင်ငံရေးတည်ငြိမ်မှုလို့တရားဥပဒေစိုးမိုးမှုလို့ဆိုတာအရေးကြီးလာပါတယ်အဲ့တော့ကြောင့်အခုခင်းကျင်းဒီနတ်ဆကကနော်ဇူလိုင်31ရက်ထိတော်မယ်တဲ့ပေါ့အဲ့တော့ 31ဇူလိုင်အလွန်ကာလ6လတွဲမှာကာလုံဒီရွေးကောက်ပွဲကိုကျင်းပပေးရမှာပေါ့အဲ့တော့ဘုချုပ်မူကြီးမင်းအောင်လှိုင်တို့ဖက်က31ဇူလိုင်အထိပေါ့ဗျာကာလအတွင်းမှာရွေးကောက်ပွဲတရက်ကိုကျင်းပနိုင်တဲ့လုံခြုံမှုเนาะလုံခြုံမှုဆိုဒီမှာခုနမေးလာပေးတဲ့မေးဆန္ဒရှင်များဒီ pressure တစ်ခုအောက်မှာ မေးပေးခြင်းမဟုတ်ပေနဲ့ free and fair ဖြစ်တဲ့ election ကိုဟုတ်ပလား ကိုရိုးစက်ရိုးကလာပေးတာမျိုးဖြစ်ဖို့အတွက်ဖန်တီးပေးရမှာပေါ့အဲ့ဒီမှာရွေးကောက်ပွဲပို့ယုံကြည်မှုဆိုတာပထမတစ်ချက်အရေးကြီးတယ်မေးလာပေးတဲ့ပြိတ္တပို့မှာလုံခြုံမှုပေးနိုင်တဲ့တရားဥပဒေစိုးမှုမှုနဲ့တည်ငြိမ်မှုပို့တာအဲ့တော့တရားဥပဒေစိုးမှုနဲ့တည်ငြိမ်မှုကိုကြတော့ဦးမင်းအောင်လည်းတို့ဖက်ကဖန်တီးပေးမှတ်တာလေကောက်ကွေးနဲ့လုံခြုံရေးကောင်စီဒီရွေးကောက်ပွဲကိုကျင်းပပေးရမှာပို့အဲ့ဒီတွင်သူတို့ဖက်ကလည်းပဲပြင်ဆင်မှုတွေလုပ်နိုင်တယ်အဲ့ဒါကြောင့်မို့လို့ခင်ဗျားတို့ကျွန်တော်တို့ 268မြို့နေရွေးကောက်ပွဲကိုဟလာဒီဇင်ဘာတတိယဘက်ကနေ January ပထမပတ်တွင်ဆိုရဲကာလလေးတွေတတ်မှတ်တာပေါ့ဗျာငားချိန်လောက်မှာလားဆိုတော့သူတို့ security ကိုအဓိကထားပုံပေါက်တယ်အဲ့တော့ပထမ100%နေမှာလောက်လုံခြုံတဲ့အခင်းကျင်းကိုပထမအတုပ်နေနဲ့ကျင်းပနိုင်တာပေါ့ဒုတိယအတုပ်တတိယအတုပ်အဲ့ဒါမျိုးပင်စမအတုပ်ထီလေးသွားနိုင်တာပေါ့ဗျာရွေးကောက်ပွဲရဲ့ကာလကိုပြောတာပါ ဆိုတော့အဲ့ဒီဥစ္စာဒီလုံခြုံမှုအစီအမံအတွက်သူ့ဘက်ကနော်ကာလတတ်မှတ်ပေးတယ်လို့သုံးသပ်နိုင်တာပေါ့အဲ့တော့လုံခြုံရေးစီးဆိုတာခင်ဗျားတို့သဘောပေါက်ကြပါတယ်အတွင်းစီးရှိမယ်အပြင်စီးရှိမယ်အပြင်စီးလုံခြုံမှုအတွင်းစီးလုံခြုံမှုအတွင်းစီးဒီမှာတကယ် inner cycle ဖြစ်တဲ့မေးယုံလုံခြုံမှုဒါတွေအားလုံးကိုသူတို့ကပြည်သူလူထုပါဝင်တဲ့ဟာလာခုနပြောတဲ့လုံခြုံမှုအစီအမံနဲ့လုပ်မှလား ဟိုအပြင်ဘာစီးကိုဟလာတက်မလို့သားတွေအတွင်းနော် second inner layer ကိုကြတော့ခုနရေတို့ပြည်သူတို့ပူပေါင်းလို့မဟုတ်လားအတွင်းစီးကိုဘယ်လိုလုပ်မှလဲဆိုတော့တကယ်မေးယုံနဲ့အဝမ်းဝမ်းလုံကြမုန်းကအစလို့ဒီဆိုတော့အဲ့ဒါတွေအားလုံးကိုကျွန်တော်တို့တို့ဟိုတင်ပြဘူးတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ခင်ဗျားတို့ဂျုံခဲ့ရတဲ့နော်ဒါအမျိုးသားညီလာခံကြီးအဲ့ဒီမျိုးသားညီလာခံကိုကာကွယ်စောင့်ချောက်တဲ့အထူးဥပဒေ special law ဆိုတာဟိုနိုင်ရကခစ်ကထုတ်ခဲ့တာရှိတယ် တော့အဲ့ဒီလိုမျိုးနာခုနခုလာမဲ့ရွေးကောက်ပွဲကြီးကိုမဟုတ်လားကာကွယ်စောင့်ကြောက်တဲ့အထူးဥပဒေမျိုးကိုနတ်ဆာကတိပြဋ္ဌာန်းပေးနိုင်မှာလားဒုတိယတစ်ချက်ကအဲ့လိုရွေးကောက်ပွဲကာလနဲ့ပတ်သက်လို့နော်ခုနလိုလူတို့ကိုဘာ incentive ပေးမှာလဲမဟုတ်လားဥမာလူတို့ရွေးကောက်ပွဲပေါ်မှာအာယုံစူးဆဲအောင်ပို့ပြီးဟလာခုနလိုပူပေါင်းပါဝင် နိုင်အောင်လက်ရှိတည်စေဥပဒေအရပြဋ္ဌာန်းထားတဲ့တချို့ဥပဒေတွေပေါ်မှာဘယ်လိုများ ူ့ဘက်ကရှော့ပို့ပြီးတော့မဟုတ်လားဖြေရှို့ပေးနိုင်ပါလေဟိုကာလတစ်ခုကြီးမခဏလေးရက်ဆိုင်နေဆိုတာမျိုးနဲ့လူလူကို incentive ပေးမှလာတချို့ဥပဒေတွေရှိပါတယ်အဲ့ဒီလိုမျိုးတည်စဲဥပဒေတွေထေးကခုနရွေးကောက်ပွဲကိုအပေါင်းလက္ခဏာဆောင်နိုင်တဲ့နော်ပြုပြင်ပြောင်းလဲမှုတွေတွေကိုရွေးကောက်ပွဲအလွန်ကာလအထိဆိုင်ငံ့ထားနိုင်မှာလားဆိုတာလေးတွေကျွန်တော်သုံးသပ်ဖို့လိုတာပေါ့။ဘာဖြစ်ဖြစ်ရွေးကောက်ပွဲကိုသူသွားမယ်။ရွေးကောက်ပွဲအောင်မြင်ဖို့လိုရယ်ရွေးကောက်ပွဲအလွန်ဆိုးရရဲ့တာဝန်အလွန်တရာကြီးမာတယ်။ လက်ရှိကာလမှာအဲ့ဒီလိုအခန်းချင်းအရေးကြီးတဲ့ကာလမှာခုနခုနခုနဆို pre election period ပေါ့အဲ့ဒီအတွက်အစီအမံတွေကိုကျွန်တော်ထင်တယ်နတ်ဆာကဒီတခုချင်းတခုချင်းကိုသူလှုပ်ထားပြီးပြီဘာဆိုရင်ကာလနီးပြီလေဇလိုင်း31မတိုင်ခင်လေးမှာသူ့ဘက်ကရွက်ကောက်ပွဲဥပဒေ3ရက်ကိုလည်းပဲပြဋ္ဌာန်းနိုင်တယ် UCD လည်းပဲရွက်ကောက်ပွဲနီးဥပဒေများကိုတပြိုင်တည်းညင်ညာနိုင်တယ်ဆိုတော့ရွက်ကောက်ပွဲဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာ နော်ရွေးကောက်ပွဲကိုဘယ်လိုဖြတ်တမ်းမယ်မေဆရာနဲ့ဘယ်လိုသတ်မှတ်တယ်ဟလာလွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ criteria တွေမဟုတ်လားပထမကြိမ်သတ်မှတ်နိုင်တဲ့အတိုင်းအတာလေးကိုကျွန်တော်ရွေးကောက်ပွဲဥပဒေကိုကြည့်တာနဲ့သိပြီပို့ပြဥမာပြည်နေတွေ conflict area မှာဝင်နေတာတွေဒုတိယအတုံးမှာလုံမှာလားတတိယအတုံးမှာလုံမှာလားပြည်နေတစ်ခုချင်းကိုလာဘယ်နှကြိမ်ဘယ်ကြိမ်ဘယ်ကြိမ်နဲ့မှာလုံမှာလဲဘုဂျုံမူကြီးဖက်ကတော့ဖွင့်ပွဲမှာပြောတော့တာရှိတယ်။ဘာပြောလဲနိုင်ငံသားတိုင်းမေးပေးပန်ခွင့်မဆုံးချုံရအောင်လုပ်ပေးမယ် သဘောကစစ်ပြေးကြောင့်စစ်တန်ကြောင့်ဖြစ်ဖြစ်ငလျင်တန်ကြောင့်ဖြစ်ဖြစ်မိမိရဲ့ဒေသကနေတခြားဒေသမှာလာရောက်နေရတဲ့လူတွေမေးဆန္ဒပြပခွင့်မဆုံးချွန်းအောင်သူဘက်ကဒါခုနကဘာကုန်လဲဗိုလ်တာရက်စ်ကိုသူဘက်ကတောင်းဝန်ခံတယ်အဲဒါကြောင့်မလို့ခုနပြောသလိုပို့စပါစို့ဗျာကရားနဲ့ပတ်သက်လို့တောင်ကြီးမှာခုံနေရတယ်လို့ရှိမယ်။ဌာနေတောင်ကြီးသားတွေကပထမတစ်ချိန်မှာပေးတောင်ကြီးမှာလာရောက်ခိုးအောင်တဲ့တခြားဒေသကပုံကူတွေကဥမာတတိယချိန်ပေးမှလား ဘေးဘုံထောင်ရင်ထောင်မဲ့တဖို့ဥမာရန်ကုန်လေးတိတိုင်းပဲဖြစ်နိုင်တယ်အဲ့တော့ပထမရန်ကုန်မှာနေတဲ့လူတွေကပထမချိန်မှာပေးဟုတ်ပလားဥမာဘေးပြင်းတွေကလာခိုးအောင်တဲ့လူတွေအတွက်ကကြတော့ဘေးနှချိန်မြောက်မှာမေးပေးပိုင်ခွင့်ဆောင်ရွက်ပေးမယ်အဲ့လိုကာလအားလုံးအထီတော့သူ့ဘက်ကလုံခြုံမှုအစီအမံတရားဥပဒေစိုးမိုးနိုင်အောင်တည်ငြိမ်အေးချမ်းအောင်သူ့ဘက်ကလုံပေးပြီးမှပဲဒီခင်းချင်းကိုဖျက်လို့ရတယ်အဲ့တော့အစိုးရမှာတော်ဝန်ရှိသလို UEC ကလည်းပဲပူပေါင်းပြီးတော့လူလူနဲ့အတူပို့ပြ နိုင်ငံရေးပါတီများနဲ့တူဒီအချက်ဒီကိုကြိုလွှားနိုင်မယ်လို့ထင်တယ်။ဥပဒေချက်တစ်ခုကအချင်းချက်ဖြစ်တယ်နေဆိုရင်အဲ့ဒီဥပဒေကိုရှော့ပေါ်တာမျိုးဆိုင်းငံ့တာမျိုးပေါ့ဗျာ။လူလူကြားထဲမှာဒီကာလမှာဒါလေးကိုရှော့ပေါ်ထားတယ်မဟုတ်လား။အဲ့ဒါကြောင့်ရွေးကောက်ပွဲဒီအလွန်တရာလိုအပ်တယ်။အဲ့တော့လူလူကလူလူရဲ့စိတ်ဒဏ်ရာဒဏ်ချက်ပေါ့ဗျာ။လူလူကိုဖိစီးနေတဲ့ဥစ္စာများဥပဒေအရပြဋ္ဌာန်းထားတာရှိခဲ့လို့ရှိရင်အဲ့ဒီဥပဒေပေါ်မှာခဏလေးဆိုင်းငံ့တာမျိုး ရွေးကောက်ပွဲကို favor ပေးတဲ့သဘောပဲဖြစ်ဖြစ်ပေါ့ဗျာဒါလေးတွေလည်းအစိုးရဘက်ကလှုပ်ပေးကောင်းလှုပ်ပေးနိုင်တာပေါ့ဒါရောမျိုးလင်းချက်ပါပဲတနည်းအားဖြင့်လူလူအားလုံးကျွန်တော်ရဲ့လာမယ့်ရွေးကောက်ပွဲအပေါ်မှာအာယုံစုစိတ်လာအောင်ပူပေါင်းပေါဝင်လာအောင်အစိုးရသည်နော်လှုပ်တင်လှုပ်ထွက်တာအားလုံးကိုဖြည့်ရှို့ပေးဖို့ဒါပထမတစ်ချက်လို့ရပါဘူးမီဒီယာများရဲ့ကဏ္ဍလည်းရေးကြည့်တော့ဘူးဒီအချင်းကြကြားထဲမှာ180လောက်ရှိပြီမြန်မာနိုင်ငံရဲ့အချင်းကြကြားထဲမှာအခုကာလဒီအချင်းကြက်မဆီရဲ့နိုင်ငံရဲ့ပြည်ပကအမြင့်ဆုံးဖြစ်တဲ့အခါမှာမြန်မာနိုင်ငံရဲ့အနာဂတ်ကို ပုံဖို့နိုင်မဲ့ဒါအပြောင်းလေးတစ်ခုလုပ်နိုင်တဲ့ပါလီမန်ရွေးကောက်ပွဲအဲ့ဒီရွေးကောက်ပွဲရွေးကောက်ပွဲအလွန်ဆိုးရရဲ့တာဝန်ကြီးမားမှုကိုသဘောပေါက်ပြီမဟုတ်ဘူးလားဒီရွေးကောက်ပွဲဒီလူလူအားလုံးအတွက်ပြိပက္ခအားလုံးအတွက်ပြိပက္ခအလွန်ကာလအတွက်တန်ဖိုးကြီးမားတဲ့ဟလာကျွန်တော်တို့အတွက်ရယူအပ်တဲ့ထွက်ပေါက်တစ်ခုလို့သုံးသပ်ရင်လူလူလေးပူပေါင်းပါဝင်လာနိုင်တယ်ဟလာမီဒီယာကအစနိုင်ငံရေးပါတီအားလုံးနိုင်ငံတကာဝန်ဝန်ဒေတာဆိုင်ရာအကုန်လုံးပို့ပြကျွန်တော်တို့နားလေတဲ့လောက်ဒေတာဆိုင်ရာအင်းဒီမာဂျင်း နိုင်ငံတွေအားလုံးကလက်ခံတယ်ဒေသဆိုင်ရာဟလာခုနကလိုနိုင်ငံများအစုဖွဲ့ကလည်းလက်ခံတယ်ကဘာကြီးတစ်ခုလုံးကလည်းစောင့်ကြည့်နေတယ်မြန်မာနိုင်ငံနဲ့ပတ်သက်လို့အပြောင်းလဲတစ်ခုကိုကနဦးသွားမဲ့ခြေလှမ်းရွေးကောက်ပွဲရွေးကောက်ပွဲလွန်ဆိုရအောင်အဲ့တော့ရွေးကောက်ပွဲကြီးအောင်မြင်ဖြစ်မြောက်အောင်ဖြစ်ဖို့ကတော့လူလူပူပေါင်းပါဝင်မှုကအဓိကအခက်ကြတာပေါ့အဲ့ဒီအတွက်ဖြေရှို့တဲ့ဥပဒေတွေကိုဖြေရှို့ပေးရမှာပေါ့အားလုံးပါဝင်နိုင်တဲ့အခင်းချင်းဖြစ်အောင်လို့ရွေးကောက်ပွဲမတိုင်ခင်လေးမှာမဟုတ်လားပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းတွေပါဝင်အောင်လို့စ조사ကြည့်ကြတာပေါ့ဗျာပါဝင်တဲ့အဖွဲ့အစည်းတွေလည်းပါမယ် ပါဝင်တင့်ပါလေနဲ့မပါဝင်နိုင်ခဲ့တဲ့ဖွေးစည်းတွေလည်းရှိကောင်းရှိနိုင်တာပေါ့တော်တော်ကျွန်တော်တို့ဒီခရီးကိုသွားမှဖြစ်မယ်။ဘာလို့ဆိုရင် post election period ကအလွန်တရာရေးကြီးတာ။အဲ့တော့အခု pre election period မှာခုနကျွန်တော်တို့ဖြတ်တန်းရတယ်နိုင်ငံရေးပါတီများမှပုံတင်ခြင်းဥပဒေတို့ရွက်ောက်ပွဲဥပဒေတို့ဟာလာရွက်ောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်အောင်လုံခြုံမှုအစီအမံတို့ဒါတွေအားလုံးဒီရွက်ောက်ပွဲအတွက်အရေးကြီးတယ်။ဆိုတော့ကျွန်တော်တို့ဖြတ်တန်းနိုင်မယ်ထင်ပါတယ်။စစ်ပေးတန်းကြောင့်เนาะဒါကြုံရတဲ့အချက်ဒီဆိုတော့ ပေါ်လည်းမြေဟိုတုန်းကရခိုင်ဒေသကလူတွေကကြားဘူးယုံပဲဗျကရင်တို့ကချင်တို့မှာလေအဲဒီဘက်ကစစ်နဲ့ပတ်သက်တဲ့အင်အားစုတွေကလည်းမနက်ဖြန်ကိုဟလာအနှိတ်သာရပြေဝရတဲ့အိမ်မက်ကြီးအကောင့်တွေပုံမင်းဆိုရက်ဖက်နယ်တို့စီးယုံကြတာပေါ့ဒါပေမဲ့ပြည်တွင်းစစ်ရဲ့တန်တရားဒီနှိစ်စစ်နေပါလောက်ရှိပြီရခိုင်ဒေသမှာဖြစ်ခဲ့တဲ့စစ်တီဘီလီယံနှစ်တော်တော်လေးကိုခရီးပေါက်လာပြီအဲစစ်ရဲ့ဒဏ်အဒဏ်ချက်အားလုံးကိုခုနလူလူတီတဘောပေါက် နေပြီးပြီအဲ့တော့ကျွန်တော်တို့ကလည်းပြောပါတယ်လက်နက်ကန်တို့လှန်ရင်ကျွန်တော်တို့အကြမ်းမဖက်တဲ့နိုင်ငံရေးအနေနဲ့တွတ်ဆုံဆွေးနွေးအဖြစ်ရှာရုံးဆိုပြီးဘက်နဖက်နဲ့တွားတဲ့အခါမှာလက်နက်ကန်ပြိပခတ်ကြောင့်ဖြစ်တဲ့ဒဏ်ဟာတန်ချက်မျိုးပြက်ရွာပြက်ခင်ဗျားတို့သိတဲ့အတိုင်းပဲအသက်အိုးရင်စီစဉ်အကုန်လုံးကိုဘေးပြီးမှဘေးလိုခီးရောက်မှန်းမသိတွားနေကြတဲ့မမျိုးမှန်းနိုင်တဲ့လမ်းခီးမှာကြုံရတဲ့ဘဝပေးတန်ရတဲ့ချက်တွေကိုလူလူတီတင်ခန်းစား ရတဲ့တလောက်ပြနေပြီအဲ့တော့နိုင်ငံရေးနည်းအားဖြင့်အချမ်းမဖက်တဲ့ဒီနဲ့တွစ်ဆုံဆွေးနွေးအဖြစ်ရရှာမဖြစ်မယ်ဆိုတဲ့ဖက်ကိုဘလို့ပဲဖြစ်ဖြစ်နော်စစ်တန်းကြောင့်ပြောင်းရွှေ့လာကြတဲ့လူတွေရင်ထဲမှာအနည်းဆုံး85ခန်းကတော့သဘိုးပေါက်နေကြပြီအဲ့ဒါကြောင့်စစ်ရဲ့တန်းတန်းချက်ကိုနားလေတဲ့လူလူတိုင်းငြိမ်းချမ်းစွာဘလို့ဖြစ်ရှင်းမှလည်းဆိုတဲ့ဖက်ကိုသွားမယ်ဆိုရင်နိုင်ငံရေးနည်းအားဖြင့်ခုနအဖြစ်ရှာတဲ့နည်းတစ်ခုပဲရှိတယ်အဲ့ဒါကြောင့်လာမယ့်ရွေးကောက်ပွဲမှာရခိုင်ဒေသခံများသည် ပူပေါင်းပါဝင်ပြီးတော့မြန်မာနိုင်ငံရဲ့အကြက်တီကိုကြိုဖြတ်မယ်ရခိုင်ဒေသရဲ့အကြက်တီကိုကြိုဖြတ်မယ်လို့ကျွန်တော်တို့ကရခိုင်နှုံးပြယုံကြည်တယ်